အိမ်ဖောက်တွင်းခံရပေမဲ့လည်းတကိုးတွေကိုတကွက်ပြကလှည့်စားလိုက်နိုင်လို့ချီချူးခံရတဲ့ဝိုင်းချုံမှပရိသတ်များအလုံးမင်းမင်္ဂလာပါရှင်ဆယ်လင်းဆိုင်တာ page ကနေပြန်လေးကြိုဆိုလိုက်ပါတယ် နေအိမ်ဖောက်တွင်းခံရကရှိသမျှအတွင်းပစ္စည်းတွေပြောင်းသလင်းခတ်အောင်အခိုးခံလိုက်ရတာကတော့ဝိုင်းချုံမှဖြစ်ပါတယ်။ဒါကြောင့်လည်းလူတွေကတော့ဝိုင်းချုံမှဟာအကြွားတန်လို့အိမ်ကိုတခိုးတက်ကဖောက်ထွင်းသွားတာဖြစ်မယ်လို့ထင်ကြီးပြီးနေကြတာဖြစ်ပါတယ်။အားလုံးသိကြတဲ့အတိုင်းခေတ်ကာလအခြေအနေကတစက်ကလေးမှမကောင်းတာပါ။ဒါကြောင့်လည်းနေအိမ်ဖောက်ထွင်းမှုတွေအလစ်တုံးမှုတွေများနေရဖြစ်ပါတယ်။ဒီလိုချိန်မှာဝိုင်းချုံမှတယောက်အကြွားတန်လို့လည်းအိမ်ကိုတခိုးကတ်သွားတာဖြစ်ပါတယ်။ဒီလိုချိန်တွေကြောင့်လည်းဝိုင်းချုံမှတယောက်အိမ်ကအတွင်းပစ္စည်းတွေတတ်တတ်ဆင်အောင်ပြောင်းသွားတာဖြစ်ပါတယ်။ ဒါကြောင့်လည်းအကြွားတန်နာကိုတတိထားရမယ်လို့ဆိုကြတာပါ။ဒါပေမဲ့လည်းဝိုင်းချုံမဟာအကွက်တစ်ခုအနေနဲ့တကိုးတွေကိုလှည့်စားနိုင်ခဲ့တာပဲဖြစ်ပါတယ်။ဝိုင်းချုံမဆိုတာကတော့ရန်ကုန်မြို့မှာအကျော်ရောင်းရင်းနဲ့တရက်ကို350လောက်ဝင်နေတဲ့တတိမကြီးတယောက်ပါအစောပိုင်းမှာတော့ဝိုင်းချုံမအကျော်ဆိုင်ဆိုတာကရန်ကုန်မြောက်တကုံမှာဖွင့်လှစ်ထားတဲ့တာမန်အကျော်ဆိုင်လေးတစ်ခုပါအကျော်ဆိုင်ပိုင်ရှင်မရှင်လဲခေါ်ဝိုင်းချုံမကဖခင်ကြီးနေမကောင်းဖြစ်က စီးပွားရေးကြဆင်းလာတာကြောင့်အသက်အရွယ်ငယ်ငယ်ရွယ်ရွယ်နဲ့စီးပွားရှာနေရတာဖြစ်ပါတယ် အစောပိုင်းမှာတော့ဝိုင်းချုံမှာထမင်းဆိုင်ကိုဖွင့်လှစ်ခဲ့ပါသေးတယ်။ဒါပေမဲ့တိတ်အလုံးမဖြစ်တာကြောင့်အကျော်ဆိုင်ဖွင့်လှစ်ခဲ့ရပါ။အကျော်ဆိုင်ဖွင့်လှစ်အပြေးမှာတော့ဝိုင်းချုံမှာကမတ်ရှွန်းလေးဟာအကျော်နဲ့အကျိုးပေးရလို့ဆိုရမလားပါပဲ။ဝိုင်းချုံမှာအကျော်ဆိုင်ကလက်မလဲအောင်ရောင်းနေရပါတယ်။ဝိုင်းချုံမှာအကျော်ဆိုင်မှာအကျော်ဝယ်ခွင့်ရဖို့အတွက်ကိုနှစ်နာရီလောက်တန်းစီရတယ်လို့လည်းသိရပါတယ်။အထူးသဖြင့်နာမည်ကြီး celebrity တွေကဝိုင်းချုံမှာအကျော်ဆိုင်မှာလာစားပြအပြေးမှာဝိုင်းချုံမှာအကျော်ဆိုင်ကပို့ပြီးတော့လူသိများခဲ့ရပါဗျ။ ဒီလိုမျိုးလူတီများရကြောင်လဲဝိုင်းချုံမရဲ့အကျော်ဆိုင်ကတရက်ကိုစီပိတ်တာချိန်များစွာမုံနစ်ပိတ်တာချိန်များစွာသုံးဆွဲရတဲ့အထိရောင်းအားတက်ပြီးတော့တရက်ကို350ဘူးလောက်ရောင်းချနေရတယ်လို့ဆိုပါတယ်ဒါကြောင့်လည်းအခုဆိုရင်တော့ဝိုင်းချုံမဟာသိန်း2000တန်ခြံကြီးတစ်ခြံပိုင်ဆိုင်ထားပြီဖြစ်တယ်လို့သိန်း900တန်အကျော်ဆိုင်အသိကြီးကိုလည်းဖွင့်လှစ်ထားကြောင်း ဒါအပြင်ဝိုင်းကြုံမကအကျော်ဆိုင်ဟာမြန်မာနိုင်ငံမှာကားပါကင်ပါတဲ့ပထမဦးဆုံးအကျော်ဆိုင်ကြီးဖြစ်တယ်လို့လည်းသိရပါတယ်။ဝိုင်းကြုံမဟာအကျော်ရောင်းရင်းနဲ့ဒီလိုချမ်းသာကြွယ်ဝတဲ့ဘဝကိုပိုင်ဆိုင်ထားကြောင်းကြွားလုံးထုတ်နေရဖြစ်ပါတယ်။ အထူးသဖြင့်တော့ဝိုင်းကြုံမဟာသူမရဲ့အတွင်းလက်ဝဲရတနာပစ္စည်းတွေကိုကြွားပြနေရပါဒီလိုအကြွားထုလုံလုံးလည်းအိမ်ကိုတခိုးကတ်သွားပါတယ်တခိုးရီဟာဝိုင်းကြုံမာတို့မိသားစုအကျော်ဆိုင်မှာအကျော်ရောင်းနေတော့ဖောက်ထွင်းသွားခဲ့ရပါဒီလိုမျိုးရန်ကုန်ကနာမည်ကြီးဝိုင်းကြုံမာအကျော်ဆိုင်ပန်ရှင်ရဲ့အိမ်ကိုဖောက်ထွင်းခံရပြီးမှအစိမ်းရောင်ပရက်အဝါရောင်ပရက်လက်စွပ်နဂတ်နဲ့ရွှေတဲပစ္စည်းတွေယူဆောင်သွားတယ်လို့ဝိုင်းကြုံမာကလိုင်းလွင်ပြောခဲ့ပါတယ် တကောရီယာအိမ်မရှိတဲ့မြပစ္စည်းမီးလုံးတွေပါမကြံယူသွားခဲ့ရပါဒါပေမဲ့ဝိုင်းချုံမဟာဒီလိုမျိုးတအိမ်လုံးတခိုးခိုးသွားခဲ့ရတောင်ပြုံးရှင်ရင်မောစွာနဲ့လိုက်လွင့်ပြောခဲ့ပါတယ် ဝိုင်းစုံမှာတယောက်ဒီလိုမျိုးရဲမောင်းနိုင်တာကလည်းအခိုးခံရတဲ့ယတနာပစ္စည်းအလုံးကလူမြင်ကောင်းအောင်ဝတ်တဲ့တခုကိုကြက်သုံးတောင်းတန်တွေဖြစ်ပြီးရောဆိုင်ဖွင့်ဖို့ရမြောက်တကုံမှာမြေခွက်ဝယ်လိုက်လို့ပိုင်ဆိုင်မှုအလုံးကိုရောင်းချထားတာကြောင့်အစ်စ်တွေပြန်မဝင်နိုင်တာကန့်ကောက်နေလို့ဆိုပါတယ်ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောအင်ကိုတခုခိုးသွားလို့ရှိတာပြောင်းသွားတဲ့ဝိုင်းချုံမပေါ်မှာမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးကြပါအောင်ရှင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အလုံးကိုကျေးဇူးတင်ပါတယ်ရှင်